ထိုင်းနိုင်ငံ၏နမဲကျော်ကူးဖောင်ငံကျုံးပုံမှာတရားမဝင် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကင်နေတဲ့မြန်မာနိုင်ငံသား6ယောက်ကိုအာဏာပိုင်တွေကဖမ်းဆီးလိုက်ပါတယ်။ဒေသခံတွေရဲ့ကင်ကြားချက်အရစုံစမ်းရမှာဒီလို့ရဟာအစ္စရေးယင်းနှမြုံနံသူမစ္စတာရမ်နဲ့ဆက်ဆက်ပြီးနိုင်ငံသားတွေကပိုင်ဆိုင်မှုဥပဒေကိုရှောင်ကွင်းဖို့အမြေခံစီမံကိန်းတုံးတာဖြစ်တယ်လို့တန်တရားရှိရပါတယ်။ ဖန်စီရမိသူတွေက သူတို့ဟာမစ္စတာရန်အတွက်ဇိမ်ခံအိမ်တွေစောက်လုပ်ပေးခဲ့ပြီးတနေ့အတွင်းဘတ်ရှစ်တမ9တန်းခန့်ကို လေပတ်ခဲ့ကြောင်းဝန်ခံခဲ့ပါတယ်။ဒီလိုငွေကြေးအများပြားလေပတ်မှုဟာရွှေပြောင်းလုပ်သားတွေရဲ့ပုံမှန်ဝင်ငွေထက်များစွာတာလို့နေပါတယ်။ အခုဆိုရင်6ရောက်စလုံးကိုတက်ဆိုင်ရာဥပဒေတွေနဲ့တရားစွဲဆိုဖို့ခိန်သိမ်းထားပြီးအာဏာပိုင်တွေကတော့ဗန္ဒာရိတ်ကွန်ရဲ့တစ်ခုလုံးနဲ့ထိုင်းညီခံတွေအပါအဝင်ပါဝင်ပတ်သက်သူအားလုံးကိုဆက်လက်ပေါ်ထုတ်ဖို့စုံစမ်းစစ်ဆေးမှုတွေချဲ့ထွေနေပြီဖြစ်ပါတယ်။ဒေသခံတွေရဲ့တောင်းဆိုမှုနဲ့ကိုးဖာငံကိုကယ်တင်ကြလှုပ်ရှားမှုအပြီးပထမဆုံးအကြီးစားအရေးယူဆောင်ရွက်မှုလည်းဖြစ်ပါတယ်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း channel ကို follow လုပ်ထားဖို့မမေ့ပါနဲ့နော်။